အမိတ်ချွေးမှရေကူးဝစ်စုံပုံများကိုဗမာခေတ်ကျန်းသာပရိအထူးတို့ကအသားပေးထက်ရာတွင်ဓာတ်ပုံအသင်းမှလက်ရာများကိုအသုံးများခဲ့သည်တချီတွင်မဲတက်ကတူပွဲရာခင်လေးကြီးပုံကိုအမိတ်ချွေးမှဟုတင်ပေါင်းကခေါင်းစဉ်တက်ကဤသို့ပညာတော်ပြီးရုပ်ချောကပလုံးကိုပေါတောင့်သူကိုအမေတိုင်းကချွေးမတော်ကျင်ကြပေမည်ဟုခက်တိတိရေးခဲ့ဘူးလေဒီခင်လေးကြီးသာမက ခင်လေးငယ်ခင်လှသည်ကြံညီအမတွေကိုပါဂျာသာပရိတ်တို့ဤမျက်နှာဖုံးမယ်များအဖြစ်တလဲစီပေါ်ပြရေးသားခဲ့သည် ။နနေ့မြကြာသောအခါတင်မောင်သည်ဇာရေးဆရာဒါရိုက်တာဦးတူကနှင့်နှစ်ယောက်သားအညာတို့တင်မောဖြင့်ခရီးထွက်ကြသည်။မကွေးတို့တင်မောဆိုင်သောအခါရေနံကျောင်းမြို့ကိုအချိန်စောရောက်လိုသဖြင့်ဘတ်စကားနှင့်ခရီးဆက်ခဲ့ကြ၏။ဘတ်ကားပေါ်တွင်ရီမွန်သောလူကြီးတူကဆရာတုခအားပြော၍နှုတ်ဆက်သည်ဆရာတုခမှာရုပ်ရှင်ထဲတွင်မြည်မှုသူများသဖြင့်လူတိုင်းလိုလိုတည်သောကြောင့်ပြန်၍ပြုံးကာနှုတ်ဆက်ခဲ့၏သို့သောစကားမပြောပြဘဲကားတူစီးလာခဲ့သည် ကြုံကြိုက်ခြင်းသောကားသည်ရေနံချောင်းမြို့တဲ့ဝင်းစားအပြုတွင်ဗိမ်းပေါက်သွားသည်ဆရာကဆရာတုခမဟုတ်လားကျွန်တော်အိမ်ကဟိုဘက်မှာနေရှိပါတယ်ကားဗိမ်းဖားတဲ့အခါကျွန်တော်အိမ်ကိုလိုက်ပြီးတော့လက်ဖက်ရည်သုံးဆောင်ပါဆရာကားပေါ်၌ပြောရင်နှုတ်ဆက်ခဲ့သူဦးကြီးကဆရာတုခအားဖိတ်သည်ဖြင့်တင်ပေါင်းသည်နောက်ကပါသွား၏သူ၏အိမ်ကိုရောက်၍လက်ဖက်ရည်တိုက်သောအခါဆရာတုခကတင်မောင်းအားမမခေအက်ဒီတာဦးတင်မောင်းဖြစ်ကြောင်းနဲ့ကလောင်မီကိုပါပြောရမိတ်ဆက်ပေးလေသည်။အော် မင်းကိုကွာခင်လေးကြီးကိုအမိတ်ချွေးမလို့ရေးတာဟဲဟဲဦးကခင်လေးကြီးခင်လေးငယ်ခင်လေးတီတို့အပေဦးသိမ့်မောင်ပါဦးသိမ့်မောင်ကပြုံးရှင်စွာအေးအေးဆေးဆေးပြောပြသည်ခင်လေးကြီးတို့ညီမငယ်များကလည်းခက်လန့်လန့်မှနေ၍ဆရာဒုက္ခကိုကြည်နေကြသည်တင်မောင်ဖို့အုတ်ထုတ်ကိုချုပ်ပြီးချထားတဲ့ကဲ့သို့ခਿੱတဖြုတ်ထား၍ရနိုင်လေသူ၏ခေါင်းကိုဖြုတ်ချထားခြင်းလောက်အောင်မျက်နှာထားခက်သွားရှာတော့၏